လာမယ့်ရွေးကောက်ပွဲအပိုင်းတည်းအတွက်အဝေးရောက်ကြွတင်မဲ့ပေးကြဖို့ပုံစံ15ရှောက်ရတဲ့အခါ အထောက်အထားအပြည့်စုံတောင်းဆိုမှုတွေကြောင့်ရခိုင်တိုက်ပွဲရှောင်တွေစိုးရိမ်မှုရှိနေကြတယ်လို့ရခိုင်တိုင်းရင်းသားများပါတီ RNP ဥက္ကဋ္ဌဦးပါရှင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်မြန်မာနိုင်ငံပြည်တွင်းရှိမဲဆင်းပါရှိတဲ့သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်တွေကြွတင်မဲပေးနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးပြည်အောင်စုရွေးကောက်ပွဲကော်မရှင်က2025ခုနှစ်စက်တင်ဘာ15ရက်မှာထုတ်ပြန်ကြေညာခဲ့တာပါ ကျွတင်မဲပေးနိုင်ရေးအတွက်ပုံစံ15ရှောက်ရတဲ့အခါကိုကြီးအချက်လက်အပြည့်စုံလိုအပ်ပေမဲ့လေလက်ရှိအာရခတက်တော်အေးနဲ့မြမတက်မတော်တို့ရဲ့စစ်ရေးတင်းမာမှုတွေကြောင့်နေရာတွေကအသီးသီးကိုရောက်ရှိနေတဲ့ရခိုင်တိုက်ပွဲရှောင်တွေမှာစိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။ဝေးလက်ဝေးရောက်မဲဒီပြားတော့ကျွတင်မဲလို့ပြောကြပြောကြတယ်။ပုံစံချက်မှန်းနဲ့ဝေးရောက်မဲပြေးမဲပြောင်းလို့ပဲ။ဒီလူကဒုက္ခတဲ့အနေနဲ့ပဲပြေးမရောက်ရချမ်းနေရရောက်တယ်။အဲ့ဒါအဲ့ဒီဒေသမှာ ဘုံတန်ဆက်ကနဲ့ချက်မယ်လို့ဆိုရင်မှာဘုံတင်တောင်းတယ်ဒီဘူပိမာဒီလိုရဲ့ခုံနေတဲ့အဲ့ဒီတောင်းတယ်မိတ်ဒီတောင်းတယ်ဟိုဟာကြီးတောင်းတယ်ဒီဟာကြီးတောင်းအဲ့ဒီတောင်းတာလေသူသာရတန်ညွန်ကြားချက်အတိုင်းတောင်းတာကြီးဖြစ်ပါဘူးဒါပေမဲ့လူလူကြောင်းနေတဲ့သူတွေကသူတို့အကြောင်းအရာတွေကိုဟာရင်လာတောင်းပြန်ပြီတဲ့ဒီလူဒီဘာလို့ရမလဲဆိုပြီးတော့သူရင်ကြောင်းကြမှုဖြစ်နေဆိုတာတော့အံမဲ့တို့သူတို့အဲ့ဒီလူတွေရှိတာဟော ပြန်ပြောပြရင်မဲတင်ရတည်ရဒါမဲ့ရေခက်ခဲကြီးဒါသာပဲမြန်မာတိုင်းမှာ ਨੇ ယူတည်မဲ့ပြလို့ရအောင်ဖြောက်တဲ့သူပြရလေဒါရမအတင်းနေတော့ရှိကြရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအပိုင်း1ကိုစတင်ကျင်းပတော့မှာဖြစ်ကြောင်း UEC ကတရားဝင်ထုတ်ပြန်ထားတာပါရခိုင်ပြည်နယ်မှာမြမတက်မရော်နဲ့ AA တို့အကြားတကြော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတာဟာ2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နှစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ် အဲ့ဒီကာလအတွင်းအေဘက်ကရခိုင်ပြည်နယ်ရှိမြို့နယ်16မြို့နယ်ထဲကမှ14မြို့နယ်နဲ့ပလဝမြို့တို့ကိုတင်ပိုက်အုပ်ချုပ်ထားပြီးမြမတက်မတော်ကတော့စစ်တွေကြောက်ဖြူမန်အောင်တို့ကိုသာထိန်းချုပ်ထားနိုင်ပါတယ်။အဲ့ဒီပဋိပက္ခတွေကြောင့်မဲပေးကြရမယ့်ရခိုင်ပြည်သူလူထုအနေနဲ့စိတ်အားထက်သန်မှုရှိကြဖို့ဟာခက်ခဲတယ်လို့ရခိုင်တိုင်းရင်းသားမြောက်ပါတီ IMP ဥက္ကဋ္ဌဦးပါရှင်ကစီရင်နာသတင်းဌာနကိုပြောပါရစေ။တဲ့တောင်းတဲ့တာနေရထိုင်ရရဲ့ဘဝနဲ့ဖီလိုက်သွားလိုက်ညှိုက်လိုက်간လိုက် ်အမင်းတို့ဇာဖို့တောင်တတိမြာနိုင်အင်းတို့ဇာဖို့တောင်တတိမြာနိုင်ညာအိယာဘယ်နေရာမှာအိယာမှာမတိတဲ့သူဘယ်လိုကားကလာလဲဒီကျင်းကြာဘယ်နေမှာပြပြခတ်တယ်ဒီနောက်ခက်ခဲရင်ရဲ့အတွက်ကြောင့်ပဲပြိမဲ့လူတွေနဲ့ဒီထက်မှာအာထက်တဲ့တာနဲ့ရှိဖို့တရားဒီခက်ခဲမှာရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ14ရက်နေ့မှာရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်၈ခုကမြို့နယ်56ခုကိုကျင်းပခဲ့ပါတယ်။အဲဒီထဲမှာလက်ရှိအရခတက်တော်အေးထင်းချုပ်ထားတဲ့အန်တန်တွဲတောင်ကုန်းနဲ့ကွာမြို့တို့မှပါဝင်တာကိုလည်းတွေ့ရပါတယ်။မြမတက်မတော်အနေနဲ့အန်တန်တွဲတောင်ကုန်းနဲ့ကွာမြို့တို့မှာစည်ရေးအရာအမခံချက်ရှိတာကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အထက်မှာပါဝင်တာဖြစ်နိုင်ကြောင်းအဲဒီအခင်းကျင်းကြောင့်ရခိုင်ပြည်နယ်မှာမြို့နယ်9ခုမှာရွေးကောက်ပွဲကျင်းပနိုင်ကြောင်းနိုင်ငံရေးအကဲခတ်တွေကတုံ့တက်ထားကြတာပါ။